အခုကျွန်တော်ပြောပြပေးမယ့်ဇလံကတော့ရွာတွေကကိုဖို့တောင်ညတညရဲ့တကောင်းရဲ့အချိန်မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကနေစတင်ခဲ့ရတာပါ။ ိမ့်ပိအောင်မောင်မဲလွန်းလာတဲ့အဲဒီညမှာခွေးကိုပိုက်ထားတဲ့ဘုံကြီးတစ်ပါးနဲ့ကြောင်ကိုရှီထားတဲ့မဲတီလာရှင်တစ်ပါးဟာလမ်းလျှောက်လာနေကြတာကိုရွာသားတို့မြင်တွေ့ခဲ့လိုက်ကြပါတယ်။လူစန္ဒာကသူတို့ရဲ့ခန္ဓာကိုယ်တွေမှာအလင်းရောက်နေအနေငယ်ထွက်နေတာကြောင့်အသေးရှာမြင်နေရတဲ့ရွာသားတို့ကလည်းရှိလို့နေပါတယ်။အိမ်အပြင်ဘက်မှာမဲမောင်လွန်းလာတာကြောင့်ဘသူမှတော့အပြင်ကိုထွက်မလာရခဲ့ကြပါဘူး။အိမ်ညာတညာလုံးမှာရှိနေတဲ့ခွေးတွေကလည်းတပြိုင်တည်းကြီးမြင့် ြပါတယ်။ရွာသူရွာသားတွေရဲ့စိတ်တဲ့ခွေးပိုင်ဖုံးကြီးနဲ့ကြောင်ပိုင်တိလားရှင်ရွာတွေကိုဝင်ရောက်လာပြီးဆိုတာကိုတီးခဲ့လိုက်ကြတာပေါ့။ဒါကြောင့်ပဲအချိန်လုံးကရှိခဲ့ဘူးတဲ့ကောလာဟာလာတွေကမှန်ကန်နေဆိုတာသူတို့စိတ်အာရုံနဲ့ယုံကြည်လို့သွားခဲ့ကြပါတယ်။ရွာသားတွေဖြစ်ကြတဲ့အေးမောင်နဲ့စိုးကြော်တို့နှစ်ယောက်သူတို့အလောက်ကနေမြို့မြို့မြက်ရလာခဲ့တဲ့အတွက်အရဝိုင်းတဝိုင်းစင်ကတောင်းရင်းစိုင်းနဲ့ပြောဆိုနေခဲ့ကြပါတယ်။ ညနေတဲ့အချိန်ထိသူတို့ရဲ့စားဝိုင်းတောက်ဝိုင်းကမပြီးခဲ့သေးပါဘူး။တကောင်ရန်ကြော်လာတဲ့အချိန်ကိုရောက်တော့စိုးကြော်တရားမှုံဝါဝါအမြင်အာရုံတွေနဲ့ဘေးပတ်ဝင်းကျင်ကိုတစ်ချက်လမ်းကြည့်ခဲ့လိုက်ပါတော့ရယ်။အေးမဖုံးမဖုံးကြီးနဲ့ဒီလားရှင်တပါညနေတကောင်ကြီးလမ်းတူတူရှောင်းနေတာတွေ့လားကွာ။ဟာသူတို့ဘာလို့ကြားလဲမသိဘူးနော်။အာမင်းကလေဘလို့ကြီးတွေးနေတာလဲကွာနေရင်ထိုင်ရင်အပြစ်တွေယူနေပြန်ပြီကွာဘယ်ဖုန်းကြီးနဲ့တီလာရှင်ကအခုလိုညနေတကောင်ရန်ကြီးလမ်းတူရှောက်มาလဲ င်အကူတို့တွေမများဆန်းပါနဲ့ခွာအဲ့လိုပြောဆိုနေရင်အင်းမောင်နဲ့စိုးကျော်တို့ရဲ့အကြီးတွေကဖုန်ကြီးနဲ့တိလားရှင်စီကိုရောက်လို့နေခဲ့ပါတယ်တိတ်စိတ်လုံးနဲ့ညာတကောင်ရဲတွေကထွက်ပေါ်နေတဲ့သူတို့နှစ်ယောက်ရဲ့စကားပြောတဲ့အတန်ဟာဖုန်ကြီးနဲ့တီလာရှင်နားတွေကိုရောက်သွားတဲ့ထင်ပါရဲ့လှုပ်ရှားနေတဲ့ခြေတော်တွေရက်တန်းလို့သွားခဲ့ပြီးအေးမောင်နဲ့စိုးကျော်တို့ကိုလှည့်ကြည့်ခဲ့လိုက်တာပေါ့ ဒီလာရှင်ရဲ့မျက်လုံးတွေကမီးဟုံအောင်တောင်းနေတယ်လို့မျိုးညည်းရဲလို့နေခဲ့ပြီးခွေးပိုက်ထားတဲ့ဘုံကြီးကလည်းထုံနီးတူပါပဲဘုံကြီးရောဒီလာရှင်မှာအဲ့ဒီအပြင်ခွေးရောကြောင်ရောအားလုံးရုပ်ပြဆင်းပြဖြစ်နေတဲ့အနေအထားကိုပြောင်းလဲသွားတာကြောင့်တရေတစေရေးဆိုတာအေးမောင်နဲ့စိုးကျော်တို့နေအောင်တီးခဲလိုက်ရပါတော့တယ်ချက်ရှင်းဆိုလိုပဲခွေးနဲ့ကြောင်ကအပေါ်ကနေခုန်ဆဲလို့လာခဲ့ပြီးအေးမောင်နဲ့စိုးကျော်ရှိရာကုပစ်ပေါ်ကိုဒုံဆိုင်ပြေးဆဲလို့လာခဲ့ပါတယ်ကြောင်အားလန်အားနဲ့ဘာမှပြင်ဆင်ချင်တော့မရလိုက်တဲ့သူတို့နေအောင်ကတော့တရိတ်ဆက်နှကောင်ရင် တိုက်ခိုက်ခြင်းကိုခံခဲ့လိုက်ရပါတော့တယ်။တိတ်ဆိတ်လွန်လာတဲ့ညသကောင်ရံကိုအေးမောင်နဲ့စိုးကြော်တို့ရဲ့ငေးတံပေါင်းအော်ဟစ်တန်ကြီးကဖျက်ဆီးပစ်ခဲ့လိုက်တာပေါ့။မနေ့မိုးနေတော့ဖြတ်သွားဖြက်လာတွေကအိတ်ရှိကွပြစ်နာမှာအိပ်ပျော်နေကြတဲ့သူတို့နှစ်ယောက်ကိုတွေ့လို့နှိုးဖို့ဆိုပြီးရှန်နေကိုရောက်လာခဲ့ကြပါတယ်။အနာကိုရောက်တော့မှအိပ်ပျော်နေကြတာမဟုတ်ပဲရုပ်ပြက်စင်ပြက်တည်ဆုံးနေတာကိုမြင်တွေ့ခဲ့လိုက်ကြရပါတယ်။ရွာသားတွေလည်းတည်ဆုံးသူအိမ်မောင်နဲ့စိုးကြော်ရှိရာကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ ဒရုန်နီယောင်ရဲ့ပုံစံကမျက်နာရောခန္ဓာမှာပါကောက်ရရှိရာတွေရှိနေပြီးမတိဆုံးခင်တစုံတစ်ခုကိုမြင်လိုက်ရတာကြောင့်ကြောက်အားလန့်အားနဲ့တိဆုံးသွားခဲ့တဲ့ပုံစံပါပဲမျက်လုံးကြီးတွေကတဝက်များအပြင်ကိုထွက်လုံနေခဲ့ပြီးပါးစပ်တွေကဟားလုံနေပါတယ်ဒီရောမှာရုပ်ပြက်စင်းပြက်တည်တာကဒါပထမဆုံးဖြစ်တာမလို့အဲ့ဒီနောက်ပိုင်းကစားပြီးကြောက်စရာကိစ္စရက်တွေကလည်းဇက်တိုက်ဆိုလိုဖြစ်ပေါ်လို့လာခဲ့ပါတယ် ဲ့ဒီတရင်ကသူတို့ရွာလေးဖြစ်တခြားရွာတွေကိုပါပြန့်နှံ့လို့သွားခဲ့တာပေါ့တရင်ပြန့်နှံ့ရုံနဲ့မဟုတ်ပဲကြောက်ရွံ့မှုကပါကူးဆက်လို့သွားစီခဲ့ပါတယ်တကြီးကိုယ်တိုင်ကရွာသူရွာသားတွေကိုခေါ်ပြီးအစည်းအဝေးလုပ်ရတဲ့အထိအချိန်ဒီတကစိုးဝါးလို့လာခဲ့တာပေါ့တကြီးခေါ်ဆောင်ရာစီဝေးမှာတော့ကျုပ်ရောကျုပ်အဖေနဲ့အမေပါရှိနေခဲ့ပါတယ်အဲ့ဒီချိန်တုန်းကကျုပ်ဟာလေးရန်ကျောင်းသားအရွယ်ဖြစ်ပါတယ်ရွာသားတွေစုံတော့တကြီးစာရွက်တရွက်ကင်လာပြီးအိမ်မော်ကနေဆင်းလို့လာခဲ့ပါတယ် ကျုပ်ခေါ်လိုက်ရတဲ့အကြောင်းရင်းကရောင်းမဖြစ်ပြည့်နေတဲ့ကောလာဟာလာတွေကိုပြောပြခြင်းလိုပဲဗျ။အခုကျုပ်လက်ထဲမှာခြင်ထားတဲ့စာရွက်ကိုခမရတို့မြင်ကြတာ။ဒါအထက်အစိုးရကချမှတ်လိုက်တဲ့ထုတ်ပြန်ချက်တခုပဲဗျ။ကျုပ်ဖက်ပြမယ်။ခွေးပိုင်ဖုန်ကြီးနဲ့ကြောင်ပိုင်ဒီလာရှင်ဆိုတဲ့ကောလာဟာလာတွေကအမှန်တကယ်မဟုတ်ဘူး။သူတို့ကလည်းတရေစီတွေမဟုတ်ကြဘူး။အကမိုးရဲ့ဇေဝါနဲ့ပတ်သက်တဲ့လူတို့ရဲ့လှည့်စားမှုသာဖြစ်တယ်။ တကြီးကအဲ့လိုအော်ပြောနေခဲ့ပါတယ်။ကျောင်းရဲ့စိတ်ထဲဒီထုတ်ပြန်ကြောင်ညာချက်စာဆောင်ဟာအစိုးရကနေအစဉ်အမှန်တကယ်လာတယ်ဆိုတာမသိပါဘူး။ပြီးတော့တကြီးကဆက်ဖက်ပြပါသေးတယ်။ကျောင်းပြောခဲ့တဲ့အတိုင်းဒါတွေအားလုံးကတပြားရဲ့လဲစားမှုပဲလို့ယူသုံးတတ်တယ်။အဲဒီတော့ရုပ်တို့တည်ဆုံးမှုအကြောင်းကိုသုံးသပ်ကြည့်ရအောင်။အေးမောင်နဲ့စိုးကျော်တို့နေရောက်ကတချိန်လုံးကမူရစီဝါနဲ့ပတ်သက်ပြီးအဖမ်းခံထားရဘူးလေ။အခုတည်ဆုံးသွားတဲ့ကိစ္စမှလည်း ဘူးရဲ့စီဝါနဲ့မကင်းဘူးလို့ကျုပ်ကောက်ချက်ရမယ်ဗျာ။ဒါကြီးခမရဘလို့ပြောလိုက်တာလဲဗျ။အခုလိုတေဆုံးမှုကမူမမှန်ဘူးဆိုတာခမရလည်းသိနေတာပဲ။ဒါပါဒါဆိုရင်ဓမြတွေကကျုပ်တို့ကိုဘာလို့လိန်ရတာလဲ။ပြီးတော့ဒီထုတ်ပြန်ချက်ကအစိုးရကလာတယ်ဆိုတာရောတေချာလို့လားဗျ။ခမရကကျုပ်တို့ရဲ့ခေါင်းဆောင်နော်။ဒီကိစ္စကိုတည်တည်ရှိရှိတွေးပြီးဆုံးဖြတ်ဆန်းပါဗျာ။တကားဆုံးတော့တခြားရွာသားတွေလည်းဝင်းရောက်ပြောဆိုခဲ့ပါရယ်။တကြီး ကျုပ်တို့ကတရေတစီရှိရဆိုတာကိုလက်ခံနေပြအခုဖြစ်တဲ့တေဆုံးမှုကလည်းအဲ့ဒီပျောကမกินဘူးအဲ့ဒါခင်ဗျားလည်းသိနေတာပဲတရေတစီရှိရဆိုတာကိုယုံပါတယ်ကွအခုပြဿနာနဲ့အဲ့ဒီတရေစီနေကဘာဆိုင်လို့လဲတကြီးကအနေငယ်ဒေါသတန်ထွက်လို့လာခဲ့ပါပြီဟုတ်ခင်ဗျားဘလို့ပြောလိုက်တာလဲဗျခင်ဗျားပြောလိုက်တဲ့စကားတွေကတခုမှယုံကြည်စရာမကောင်းဘူးဗျခင်ဗျားလက်တဲကထုတ်ပြန်ချက်ကိုလည်းကျုပ်တို့မယုံဘူးအီးမောင်နဲ့စိုးကြော်သေးတဲ့ကိစ္စမှာဘယောကတခုခုပါကိုပါတယ်ဗျကောင်းပြီ ဒီကိစ္စနဲ့ပတ်သက်ပြီးချုပ်ပြောပြမယ်။ချုပ်ပြောတဲ့စကားကိုခမည်းတော်အလုံးလက်ခံရမယ်။အိမ်မောင်ရဲ့ဇိုးကျော်တည်ဆုံတဲ့ကိစ္စမှာဘယ်အနှောင့်ဘရောကမှမပါဘူးကွာ။ဒါတွေကဓမြတွေရဲ့လက်ရှက်လည်းဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့ကနေဆက်မှာရှိနေတာ။နေဆက်မှာဓမြတွေတောင်းကျနေတာလေ။ခမည်းတော်တည်ရဲ့အတိုင်းပဲလေ။ဒါအမှန်ပဲ။ဘာမှဆက်မပြောနဲ့။ တကြီးနေငယ်ဒေါသထွက်လာခဲ့ပြီးစကားကိုလက်စားဖြတ်ခစ်လိုက်ပါရယ်။ရွာသူရွာသားတွေကတော့တကြီးကိုတိတ်ပြီးကြည်နေပုံမပေါ်ဘူးဩ။အဲဒီချိန်ကျုပ်အဖေနဲ့အမေလည်းအပါအဝင်ပေါ့ဗျာ။အဖေကအနာမရှိနေတဲ့အမေကိုတူတူကလေးလှမ်းပြောခစ်လိုက်ပါရယ်။မိမရေမင်းရဲ့သားလေးတော့မင်းအဖေစီကိုတွားနေတော့အချီနေကတိတ်ပြီးကောင်းမဲ့ပုံမပေါ်ဘူး။ငါကဒီမှနေပြီးအချီနေအားလုံးကိုစောင့်ကြည့်ရမယ်။မင်းရဲ့သားလေးကမင်းအဖေရွာကိုတွားနေလိုက်နော်။ရှင်မလိုက်ဘူးလား။ တကယ်ပဲတရားရဖြစ်နေရင်ဘလို့လုပ်မလဲလိုက်ခဲ့စမှာတော့ငါတော့ဘာမှစိတ်မပူနေဒီနေရာဒီဒေသဆိုတာငငယ်လေးကလေးကနေလာတာငါကမင်းနဲ့ငါသားလေးကိုပဲစိတ်ပူတာအဖေစီသွားပြီးတပတ်လောက်သွားနေအချိန်ကြီးကောင်းမှငါပြန်ခေါ်မယ်လိုက်ခဲ့စမှာတော့ရှင့်ကိုကျွန်မစိတ်မချဘူးဟာငါမှအလုပ်တွေရှိသေးတယ်ဟာကိုတာခွေးလေကိုလည်းထုံပေးရအောင်မယ်ငါကတိပေးပြီးသားကြီးသွားမှသာသွားစမှာကွာ ဒါပေမဲ့ရှင်ဒါပေမဲ့ဒီဘာလို့လုံးဝနေနဲ့တရေတတိဆိုရင်လဲကြိုးတင်းရှောင်းချပြီးသားဖြစ်တာဗောတကူတမရတွေဆိုရင်လဲကြိုးတင်းရှောင်းချပြီးသားဖြစ်တာပဲဘာမှမဖြစ်ဘူးဘယ်ဘက်ကတွေ့တွေ့အကုန်ကောင်းတယ်တကယ်တော့တရေတတိတွေတဲ့တကူတမရတွေကပိုပြီးကြောက်ဖို့ကောင်းတာငါသားနဲ့မင်းကိုစိတ်မချလို့အဖေ့စီသွားနေခိုင်းတာငါ့ကိုနောက်ဆန်တင်းအောင်မလုပ်နဲ့သွားသွားသွားမှလာသွားတော့နေရလောက်ကြတော့အမင်းနဲ့ကျုံအဖိုးစီကိုသွားခဲ့ပါတယ် ဒါပေမဲ့အဖေးစီကနေရတဲ့အဖြစ်ပြက်ထဲမှာနောက်တဲ့လူနှစ်ယောက်ထပ်တည်ပြန်ပြီဆိုတဲ့တည်ကြားခဲ့ရပါတယ်။ဒီတခါတော့ရွာမှာဖြစ်ပျက်နေတဲ့ကောလာဟာလာတွေနဲ့ပတ်သက်ပြီးကိုရီးကျုံလိုက်ရတဲ့ရွာသားတယောက်ပြန်ပြောပြပါတယ်။အဲဒီရွာသားရဲ့ပြောပြချက်အရာသူဟာညအချိန်မှာဥတာခွေလေခွေနဲ့တွားပြီးဖားရှာငါရှာလုပ်တဲ့အချိန်မတော်တဆဓမြတွေနဲ့တွားတွေ့ခဲ့ပါတယ်။ဓမြတွေကသူ့ကိုလိုက်ဖမ်းခဲ့တယ်လို့ဆိုတာပေါ့။ကြောက်အားလည်းရွာသားလေးရွာလေးကိုအမြင်ရအောင်အသက်လူကြီးထွက်ပြေးလာခဲ့ပါတယ်။ ရွာရဲကိုရောက်တော့နောက်ကိုပြန်လန်းကြည့်ခဲ့လိုက်တာပေါ့။ဓမြတွေကတော့စက်မလိုက်လာခဲ့ပါဘူး။သူတို့လည်းဓာတ်ကိုကင်ပြီးလာရလန်းအတိုင်းပြန်လဲသွားကြတာကိုရွာသားတွေကမြင်တွေ့ခဲ့လိုက်ရပါတယ်။အဲဒီအပြင်ဓမြတွေရဲ့နောက်မှာကပ်ပါသွားတဲ့အရာကခွေးပိုင်ဖုံးကြီးနဲ့ကြောင်ပိုင်တီလာရှိမှာပဲ။သူတို့နှစ်ယောက်ဟာလမ်းလျှောက်လာတာမဟုတ်ရပဲလေပေါ်မှာတရွေ့ရွေ့သွားပြီးဓမြနှစ်ယောက်ရဲ့နောက်ကနေကပ်ပါလို့သွားခဲ့တာပါ။ရွာသားကအဲဒီအကြောင်းကိုတခြားရွာသူရွာသားတွေတံပြောပြလို့ကြုံလဲတီးခဲ့ရတာပါ။ အကြောင်းကိုဆက်ရမယ်ဆိုရင်နောက်တနည်းမနဲ့ကိုရောက်တော့ဥတခွေလေခွေနဲ့ကိုရွာသားတွေတွားကြည့်ခဲ့ကြပါတယ်။ဓမြရရဲ့တဲလွန်စာရလို့ရညာပေါ့။အဲဒီမှာပဲထင်မှတ်မထားလောက်တဲ့အဖြစ်ဆိုးကြီးတစ်ခုကိုတွားတွေ့ခဲ့ပါတော့တယ်။အဲဒီညကရွာသားကိုတိုက်ခိုက်ခဲ့တဲ့ဓမြနှစ်ယောက်ဟာဥတခွေရဲ့လေခွေပေးဝေယုံတော်ရင်းမှာရုပ်ပြက်ရှင်ပြန်နဲ့တည်ဆုံလုံနေခဲ့တာပါ။အလောင်းတွေရဲ့ပုံစံကအရင်တည်ဆုံခဲ့တဲ့ရွာသားတွေနဲ့မထူးမခြားနာပါပဲ။ ဒီတော့ရွာထဲမှာခွေးပိုင်ဖုံးကြီးနဲ့ကြောင်ပိုင်သီလာရှင်တို့ရဲ့ရှောက်လန်မှုကအမှန်တကယ်ပဲဆိုတာပုံမခိုင်မာသွားစီခဲ့ပါတယ်။ဓမြနှစ်ယောက်သေးပြီးလို့တပတ်မကြာခင်မှာပဲကျုပ်တို့ရွာထဲလူတွေထက်သေးလို့လာပါတယ်။တယောက်ပြီးတယောက်ပဲပေါ့။ဒီတော့အဖေကကျုပ်တို့စီကို အကြောင်းကြားစာရေးခဲ့လိုက်ပါသေးတယ်။ကျုပ်ကလူရာတီကြောင်ပိတ်ရဲ့တစ်ချောင်းလုံးဒါမှမဟုတ်ရွာမှာဖြစ်ပျက်နေတဲ့ကိစ္စတွေတည်ငြိမ်သွားတဲ့အထိအဖိုးစီမှာပဲနေခိုင်းချင်တယ်တဲ့။အမှန်တကယ်တော့ကြောင်ပြန်ဖွင့်ဖို့ကလည်းရက်သက်တစ်ပတ်အနည်းငယ်ပဲလိုတော့တာပါ။ ဒါပေမဲ့အခြေအနေကပိုပြီးဆိုးရွားလာသလိုပိုပြီးထိတ်လန့်စရာတွေကောင်းလာခဲ့ပါတယ်။တရက်တော့ရွာတကြီးနဲ့ဥတာခွေတို့နှစ်ယောက်ဥချိုင်းရဲ့အိမ်ကိုတွားခဲ့ကြတာပေါ့။ဥချိုင်းဆိုတာကတကြီးတို့ငယ်ပေါင်းငယ်ပါတွေဖြစ်တာကြောင့်မတွေ့တာကြလို့ဥချိုင်းစီကိုတွားခဲ့ခြင်းပဲဖြစ်ပါတယ်။အိမ်ကြီးကိုရောက်တော့ခေါင်မကြောင်အောင်မကြဖြစ်နေတာကြောင့်တကြီးလည်းဥတာခွေကိုမေးခဲ့လိုက်တာပေါ့။ကိုသားခွေခမရဟောဒေချာလို့လားဗျာ။ကိုချိုင်းခကြီးတွေပါထွက်သွားတာလားမသိပါဘူး။ကျုပ်လည်းဒေချာမသိဘူးလေတကြီးက။ ဒါပေမဲ့တူတူမှပြောပြတာတော့၂ရက်၃ရက်လောက်အဆက်အသွယ်ပြတ်ရဲတဲ့ပုံမှန်ဆိုရင်ကိုချိုင်းကကျုပ်တို့ရုံချီဆိုင်ကလေးနဲ့ရောက်လာတယ်မဟုတ်လားမရောက်ဘူးဆိုရင်လည်းဖုံးဆက်တတ်တာပဲလေအေးကောဖျားဖျားဖျားနေတာလားမသိပါဘူးအဲ့တော့ဦးတာခွေးကတကြီးစကားကိုပြတ်ပြောခဲ့လိုက်ပါတယ်ဒါမှမဟုတ်ခိုတရဲတွေဝန်းစားသွားတာလားမသိဘူးဦးတာခွေးရဲ့အတန်းကတကြီးရဲ့ရင်ဝါကိုစောင့်ခံလိုက်တယ်လို့မျိုးအင်ကနေဖြစ်သွားခဲ့ပါတယ် အာကိုခွေရောဘလို့ကြီးပြောလိုက်တာလေကောနောက်တစ်ခါပြောရင်ခမ ्या ကိုကြုံထိုးမှာနော်လာပါဗျာအမြန်သွားကြည့်ရအောင်ပြားနေတဲ့အချိန်နားမှာဘယ်သူမှမရှိလို့ဒေါ်ကြချောနေပါအောင်မယ် တကြီးရောဥတာခွေရောအိမ်မော်ကိုတက်သွားကြပါရယ်တကားကတော့တော့မခက်ထားပါဘူးဝင်လိုက်တာနဲ့ပဲတပြိုင်တည်းသူတို့နှစ်ယောက်စလုံးမြင်လိုက်ရတာကဥချိုင်းကျမ်းပြပေါ်မှာရုပ်ပြစင်းပြင်းနဲ့လဲကျနေခဲ့တာပါပဲဥချိုင်းရဲ့လက်တွေကတုံးလိန်ကောက်ခွေနေပြီးခန္ဓာကိုယ်ကတပတ်လိန်လုံးနေခဲ့ပါရယ်သူရဲ့မျက်လုံးတွေကလည်းအပြင်ကိုပြူးထွက်နေပြီးမတိဆုံးခင်ကြောက်စရာကောင်းတဲ့အရာတခုကိုမြင်တွေ့ခဲ့လိုက်ရတဲ့ပုံစံမျိုးပါ အဲ့ဒီຢာတွေကိုမြင်တော့တကြီးရောဥတာခွေးနှစ်ယောက်ရောကြောက်လွန်းလို့နောက်ကိုလဲကြမတဲ့ရိုင်းနေလို့သွားခဲ့ပါတော့တယ်ပါရီကဘလို့ဖြစ်သွားသလဲဆိုတာကိုတွေးလို့မရပဲတေဆုံးသူဦးချိုင်ရဲ့အလောင်းကိုငေးကြည့်နေတဲ့အချိန်မိဖို့ကြောင့်ငန်းတွေကခွေးပိုင်ဖုံးကြီးနဲ့ကြောင်ပိုင်သီလာရှင်တို့ရဲ့အရေးကိုတကြီးရိတ်ခနဲမြင်တွေ့ခဲ့လိုက်ရပါတယ်။ဦးတာခွေးကတော့မမြင်ခဲ့လိုက်ရပါဘူး။ တကြီးမျက်စာပြပြလိုက်တာနဲ့ရှမ်းပြင်ကိုထွက်သွားပြီးအဲ့ဒီတရေတစ်စိနှစ်ကောင်ကိုလိုက်ရှာကြည့်ခဲ့လိုက်ပါရယ်ရှမ်းအပြဘက်ကွင်းပြင်မှာတော့တစ်ပင်တွေကလဲပြီးဘာမှရှိမနေခဲ့ဘူးပေါ့ရုတ်တရက်ဆိုလိုတည်ဆုံးသူဦးချိုင်းရဲ့တက်မဲ့အလောင်းစီကအပုံနဲ့ညီတကူကထွက်ပေါ်လို့လာပါရယ်ဦးချိုင်းတည်ဆုံးတာကနှစ်ရက်သုံးရက်ကြာနေပြီမလို့ခန္ဓာကိုယ်ကလည်းအကောင်းပကတိအတိုင်းရှိမနေခဲ့တော့ပါဘူးအိုချိုင်းဆိုတာကရွာမှာချစ်ခင်လေးစားတဲ့သူများသလိုရွှေမျိုးသားချင်းလေးများလာပါတယ်။ ။သူသေးဆုံးပြီးတော့တချို့ရွာသားတွေကလည်းရွာမမနေရဲကြတော့ပါဘူး။ဆွေမျိုးသားချင်းတွေကလည်းသူ့ကိုအကြောင်းပြုပြီးတခြားဒေသကိုပြောင်းရွှေ့လို့သွားခဲ့ကြပါရဲ့။အဲ့ဒီအချိန်မှာဥဒခွေကလည်းအပါအဝင်မော်သူကသူ့မိမရောသူ့ကလေးပါစိတ်ပူလို့လို့တခြားဒေသကိုပြောင်းရွှေ့တော့မယ်ဆိုပြီးတရက်တော့တကြီးကိုလာပြောပါရယ်တကြီးကျုပ်ဆုံးဖြစ်ပြီပြကျုပ်မိမနဲ့တမီးကိုလက်ပံတော်ရွာစီပို့လိုက်တော့မယ်ကျုပ်လည်းအဲ့ဒီမှာအရှိချဖို့အတွက်ဆုံးဖြတ်လိုက်ပြီဗျာ ီနေရာမှာကတရေလေကြောက်ရတခိုးလေကြောက်ရတယ်ကြီးလန်းစာစားနေရတဲ့ဘွာဗျအမ်ပါယုံနာနေပါတယ်ခမရတို့အစီပြေလို့လောက်ကြဗျတွာလန်းတာပြီးလာလန်းဖြောင်းပါစေလို့ဆုတောင်းပေးပါတယ်ဗျာအခါအခွင့်တည်ရင်တော့ကျုပ်ကိုပြန်တွေ့အောင်နော်ကိုရှိုင်းလေဆုံးပြီဗျခမရလေကြုံနာကထွက်သွားပြီဆိုတော့ကျုပ်တယောက်တည်းပြင်းနေမှာတော့အသေးကြပဲလာမှာပါဗျာကျုပ်လေခမရကိုတတိယနေမှာပါဗျာအရှုပ်ကူညီပေးခဲ့တဲ့ကိစ္စတွေ ကျုပ်ပေါ်မှာရှိနေတာပဲကျေးဇူးအများကြီးတင်ပါတယ်တကြီးဟာစကားဆုံးတာနဲ့ဥတာခွေတို့မိသားစုတကြီးကိုနှုတ်ဆက်ပြီးကြောခိုင်းကလဲထွက်သွားခဲ့ကြပါတယ်အဲဒီချိန်ရွာတွေကကာလာသားတို့တကြီးစီကိုရောက်လာလာခဲ့တာပေါ့တကြီးဥတာခွေတို့သွားပြီလားဗျအေးလေကွာတရေတစီတွေကြောက်လို့ထင်ပါရဲ့အမေတကြီးကသူများပြောနေတာတကြီးကိုယ်တိုင်ရတော့ကြောက်နေတာမဟုတ်ဘူးလားဗျဟိုဟုတ်မကြည်တမ်းပါအောင်အင်ဂျင်မှာထမ်းရွက်အပြင်းနဲ့ အာကွာငါကဘာကိုကြောက်ရမှာလဲထန်းရွက်တွေကအလားကျထားတာကွာထန်းရွက်မရှိရင်ငါမတည်တတ်ဘူးအရှိန်တွေကိုတတိရှိချာမမတ်မိပေမဲ့တလားလောက်အကြာမှာတော့ကျုံနဲ့အမေအဖေရွာကိုပြန်ရောက်လာခဲ့ပါတယ်အဖေကပြန်မလာစေချင်မမဲကျုံကြောင်းနောက်ကြပြီးတင်းအောင်သွားမှာဆိုတော့အမေနဲ့အဖေတိုင်မင်းပြီးပြန်လာဖို့ဆုံးဖြတ်ခဲ့လိုက်တာပါ အဲဒီခေတ်အခါအရာတွားရလာရတာကအဆင်မပြေပါဘူး။ကျုံနဲ့အမေက ကားတစ်စီးစီးပြီးအဖေရွာကိုပြန်ခဲ့ရပါတယ်။ကားကတစ်စင်တော့မဟုတ်ဘူး၊နှစ်စင်စီးရပါ။အိမ်ကိုရောက်ဖို့အတွက်လဲတညအိမ်နှစ်ရက်လောက်ကြာသွားခဲ့ပါသေးတယ်။အဲဒီညအဲဒီညပေါ့ဗျာကျုံတခုခုကိုမြင်တွေ့ခဲ့လိုက်ရပါတယ်။အမေကတော့ပြေးပန်းလို့လို့ထင်ပါရဲ့။ပခုံးပေါ်မေးပြီးကားပေါ်မှာနှင်းနှင်းချက်ချက်အိပ်ပျော်နေတယ်လေ။ကျုံမြင်လိုက်ရတဲ့အရာက လူကြီးတွေပြောဆိုနေကြတဲ့ခွေးပိုင်ဘုံကြီးနဲ့ကြောင်ပိုင်သီလာရှင်ပဲအဲဒီအရွယ်တုန်းကတော့ကျုပ်ဟုတ်မဟုတ်တရားမသိခဲ့ဘူးဗျပြန်တွေးကြည့်မိမှဒါတကယ်ပါလားဆိုတာသိခဲ့ရတာအရန်ကိုပြပြသသားကြီးမြင်နေရတော့ကျုပ်လည်းအိမ်မက်လားစိတ်ကထင်အောင်ထင်မှဖြစ်ခဲ့တာလားဆိုတာအဲဒီအရွယ်တုန်းကဝေခွဲမရခဲ့ဘူးဗျကျုပ်တို့ပြန်လာမယ်ဆိုတာကိုတီလို့အဖေကမအိပ်သေးပဲညှင်းတဲ့အချိန်ဒီစောင့်ပေးခဲ့တယ်လေအဖေနဲ့အတူရှိနေတာက အဖေရဲ့ညီဦးလေးတိုးကျော်ပါပဲဦးလေးတိုးကျော်တို့ကကျုပ်တို့ရဲ့အိမ်ရှိရင်းမှနေရလေတခုခုဖြစ်ပြီးဆိုရင်ဦးလေးတိုးကျော်ကိုအားကိုးရတာပဲအခုလည်းသူတို့ညီကိုနှစ်ယောက်ကျုပ်တို့ပြန်လာကိုစောင့်ပေးနေကြတယ်ဗျခြံထဲမှာခင်မိဖို့ကလေးဖိုးရင်ညအချိန်ကရဲ့အေးဆက်လာတဲ့လေတို့ကိုတွန်းလှန်နေကြပါဗျ။အဲဒီချိန်မှာပဲအမောင်လူတွေကနေလှုပ်ရှားနေတဲ့လူနီယောက်ရဲ့ပုံရိပ်ကိုအဖေလမ်းမြင်တွေ့ခဲ့လိုက်ရတာပေါ့။ကျုံနဲ့ကျုပ်အမေတော့မဟုတ်ပါဘူး။ ခွေးကိုပိုက်ထားတဲ့ဖုန်ကြီးနဲ့ကြောင်ကိုပိုက်ထားတဲ့ဒီလာရှင်ဖြစ်လို့နေပါတယ်။အိုလီဒိုကျော်လေသူတို့နေရာကိုမြင်တော့ထိုင်နေရာကနေထားခဲ့လိုက်တာပေါ့တခုခုမူမမှန်တော့ဘူးဆိုတာကိုခံစားမိတဲ့အတွက်ကြောင့်ဘာဆက်ပြောရင်ကောင်းမလဲလို့စဉ်းစားနေတဲ့အချိန်ဖုန်ကြီးတစ်ပါးစီကအတန်အော်ကြီးတခုထွက်လို့လာခဲ့ပါတယ်ဖုန်ကြီးကတရားဓမ္မတွေကိုလိုက်လံရှာဖွေရင်ဝေးလံခေါင်းတည်တဲ့နေရာကနေလာခဲ့ရတာအခုနေဆက်ကိုပြန်ပြီးတရားဒေတာကိုတော့မှာ ညကလည်းမိုးရှုပ်မိုးကလည်းရွာတော့မယ်ဆိုတော့ဒီအိမ်လေးမှာခဏလောက်တဲလို့ရမလားတကားတို့ရေတညာလောက်တော့တဲခွင့်ပေးစီခြင်းပါတယ်အဖေကအချိန်လေးတွေကိုရိတ်စားမိတဲ့အတွက်အိမ်မှာလက်မခံဖို့ဦးလေးတူးကျော်ကိုပြောခဲ့လိုက်ပါတယ်တူးကျော်အချိန်အချိန်လေးတော့မကောင်းဘူးဟာစိတ်အေးထားသမှာကွာသူတို့ပုံစံကြည့်ရတာ တာမှန်ပဲတရက်စီလည်းမဖြစ်နိုင်တယ်လို့တကူးတမျှလည်းမဖြစ်နိုင်ပါဘူးရိုးရိုးပဲဘုံကြီးနဲ့ဒီလာရှင်ဖြစ်မှာပါမဟုတ်ဘူးတို့ကျော်တို့ခွေးနဲ့ကြောင်တွေကိုကြည်စမ်းမျက်လုံးအနီကြီးတွေနဲ့တူတူဆန်းဆန်းပဲကွာဦးလေးတို့ကျော်ကအဖေးရဲ့ပကုန်းကိုဂိုင်းပြီးတစုံတစ်ခုကိုပြောဖို့ကြိုးစားနေတဲ့အချိန်ဝင်းကလေးဆိုလျှက်စီတစ်ချက်နဲ့အတူမိုးရှင်းတဲ့ကြီးကပါကြည်ကြလောင်လောင်ထွက်ပေါ်လို့လာခဲ့ပါတယ် အဲဒီနောက်ရှက်ရှင်းဆိုသလို မိုးကလည်းတဲကြီးမဲကြီးရွာရှာခဲ့တာပေါ့ဒါကြောင့်ဦးလီတိုးကျော်လည်းအနာပါနာနဲ့ဖုန်ကြီးနေသီလာရှင်ကိုအခုလိုပြောခင်လိုက်ပါတယ်အဲအရှင်ဖျားတော့ဒီအင်ငယ်လေးမှအနားယူလို့ရပါတယ်မနဲ့မိုးလင်းတဲ့အချိန်ကြမှာသွားစရာခရီးကိုဆက်သွားပါလာပါလာပါရှန်လေးကိုဝင်ခဲ့ပါ တပည့်တော်တောက်ရီတုံးရီခက်ပေးပါမယ်ဗျာ အဖေရဲ့စိတ်ထဲထူးဆန်းနေတယ်လို့ခံစားမိပါရယ်။ဘာဖြစ်လို့လဲဆိုတော့တနေ့လုံးရာသီဥတုကောင်းနေတဲ့အချိန်ဒီကနေရုတ်တရက်ဆိုသလိုမိုးကြီးလေကြီးရှာတဲကြီးမဲကြီးရွာလာခဲ့လို့ပါပဲ။ဒါကခွေးပိုက်ထားတဲ့ဘုံကြီးနှုတ်ဖျားကနေမိုးရွာတော့မယ်ဆိုတဲ့စကားကြောင့်ဖြစ်လိမ့်မယ်လို့ဖေးတွေးခဲ့လိုက်တာပေါ့။ကြောက်စရာကောင်းတာကညအချိန်ဖြစ်လို့နေခဲ့ပြီးပိမ့်ပိတ်အောင်ပေါင်နေခဲ့တာပါ။ဒီကြတဲ့မိုးတက်လေပြင်းကားလေမုန်တိုင်းကြီးဝင်ရောက်လာသလားတောင်ထင်မှန်းရပါသေးတယ်။တစ်ချက်တစ်ချက်လေးတိုက်လိုက်တာများ အိမ်ကုန်ရင်းကနေရင်းကနေဖြစ်သွားခဲ့တာပါမိုးကမတိတ်ပဲညသောင်ကြောတဲ့အထိတဲကြီးမဲကြီးကိုရွာချလို့နေပါတော့တယ်ဒီဖြစ်ပျက်ကိုပြောပြခဲ့တဲ့သူကတော့အန်ဒီချိုပါအန်ဒီချိုကကျွတ်တုအိမ်နဲ့မျက်နှာရှင်းဆိုင်အိမ်မှာရှိပါတယ်အန်ဒီချိုပြောပြခဲ့တဲ့အကြောင်းအရာတွေကတော့အဲဒီညမိုးရှိန်တဲ့တွေကြောင့်သူအိတ်လို့မရဘူးတဲ့ ။လျက်စီကလည်းလဲမိုးကလည်းရှုံးဆိုတော့တယောက်တည်းနေတဲ့အန်ဒီရှိုးအနှဲငယ်ကြောင်းလန်လို့နေပါတယ်။အိယာဘော်ကနေငုတ်တုတ်ထိုင်လိုက်တဲ့အချိန်ဝုန်းဆိုတဲ့အတန်းနဲ့အတူပတ်ဝန်းကျင်ရဲ့တနေရာရာကိုမိုးချိုပစ်ချာခဲ့လိုက်တာပေါ့။အန်ဒီရှိုးကဘယ်နေရာကိုပစ်ချလိုက်လဲဆိုပြီးတီးချင်စိမ့်နဲ့ပြင်းင်းပေါက်ကိုဖွင့်အပြင်ကိုလမ်းကြည့်ခဲ့လိုက်တဲ့အခါမှာတော့အဖေရဲ့အိမ်ထဲမှာတီလာရှင်နဲ့ဖုန်ကြီးမတက်ရက်နေတာကိုမှုန်ဝါးဝါးမြင်တွေ့ခဲ့လိုက်ရပါတယ်။အိမ်ထဲမှာဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာကိုတော့အန်ဒီရှိုးအသေးစားမသိပါဘူး။ဒါပေမဲ့ဖြစ်ပျက်ခဲ့တာ တွေကကြောက်လန့်စရာနဲ့ထိတ်လန့်စရာတွေပါပဲ။အန်ဒီရှိုးအော်တာတကူကိုကြားခဲ့လိုက်ရတာပေါ့။ဒါကအိုလီထွေးငယ်ရဲ့ငေးတံပေါင်းအော်ဟစ်တန်ကြီးပါပဲ။အိုလီထွေးငယ်ဆိုတာကအဖေရဲ့ညီအငယ်ဆုံးပါ။သူကလူပြိုကြီးဖြစ်ပြီးကျုပ်တို့နဲ့အတူနေပါရဲ့။နေမကောင်းလို့အခန်းထဲမှာပဲအိတ်နေပြီးကျုပ်တို့ကိုထွက်မဆောင်နိုင်တာပါ။ဒါပေမဲ့မိုးရှိန်တန်တဲ့အတူအိုလီထွေးငယ်ရဲ့အော်ဟစ်တန်ကြီးကြောင့်အိုလီတိုးချော်ပါလန့်နိုးလို့သွားခဲ့ပါရဲ့။ ။ဦးလေးထွေးငယ်အခန်းရှိရာကိုသွားတော့မြင်လိုက်ရတာကပါဇက်အဟောင်းသားဖြစ်သွားစေတဲ့အကြည့်ပါပဲ။ဘုံကြီးတစ်စင်းနဲ့တီလာရှင်တစ်စီတွေကဦးလေးထွေးငယ်ရဲ့ခန္ဓာကိုယ်ကိုအာရှိပါရှိကိုက်ဖြတ်စားတောင်းနေကြတာပါ။ဦးလေးတိုးကျော်အနာကိုရောက်တော့တစ်စီကြီးနှကောင်ကလှည့်ကြည့်ခဲ့ပါရယ်။မျက်လုံးကြီးတွေကနီရဲလို့နေခဲ့ပြီးအဆွဲကြီးတွေကအတော်လေးကိုရှည်လျားတာကြောင့်နှစ်ပေါင်းများစွာမကြုံမလွတ်ဖြစ်နေတဲ့တစ်စီကြီးတွေမှဦးလေးတိုးကျော်တီးခဲ့လိုက်ရပါရယ်။ခနာကိုကိုအာရှိပါရှိကိုက်ဖြတ်စားတောက်ထားတဲ့အတွက် ။သွားမှာအသားစားတွေအပြင် သွေးတွေကလည်းပေးချမ်းလို့နေခဲ့ပါတော့တယ်။တတတရဲ့ကဲကဲကဲပါဦး။ငယ်တော်အောင်ဟိပီဦးလေးတိုးကျော်လည်းအပြင်ကိုပြေးထွက်လာခဲ့ပါရယ်စူစူညံ့ညံ့အောင်ဟိတန်တွေကြောင့်ကျုပ်အဖေလည်းအိယာကနေလန်နိုးလို့လာခဲ့ရပါဘောကဲကြပါအောင်ကဲကြပါအောင်ဆိုတဲ့ဦးလေးတိုးကျော်ရဲ့အတန်းကမိုးရှင်းတန်ထဲမှာရှင်းရှင်းလင်းလင်းကြီးကိုထွက်နေခဲ့တာပါအဖေစိုးရိမ်လို့သွားခဲ့ပြီးတကားကိုဖွင့်အပြင်ကိုထွက်ကြည့်ခဲ့လိုက်ပါရယ် အေဂျီလာသားဆောင်မှာဦးလေးတိုးကျော်လဲလုံနေပါပြီ။သူအပေါ်မှာတော့မဲမဲအကောင်ကြီးနှကောင်ကတက်ခွလို့ထားခဲ့ပြီးအားရှိပါရှိကိုကြိုက်ဖြတ်စားတောင်းနေကြတာပါ။အဖေရောက်တဲ့အချိန်ဦးလေးတိုးကျော်အသက်ရှိနေပြီးရုံးရင်းဆက်ကနေခန္ဓာကိုယ်ကလှုပ်ရှားနေကြပါရဲ့။ အန်ဒီရှိုးပြောပြတဲ့အကြောင်းအရာတွေကိုကြုံနားထောင်ရင်သဘောပေါက်လိုက်တာတကူရှိပါတယ်။အခုလိုကြောက်စရာကောင်းတဲ့အဖြစ်ပြက်တွေထဲမှာဦးလေးတိုးကျော်ဦးလေးထွေးငယ်တို့နေရောက်တဲ့မဟုတ်ပါဘူး။ကျုပ်အဖေပါရင်ဆိုင်ခဲ့ရတာပါ။အဲဒီခွေးပိုင်ဖုန်ကြီးနဲ့ကြောင်ပိုင်တီလာရှင်ဆိုတာကတကယ်တစေအကြီးစားတွေမလို့ရွာတကာကိုလှည့်ပြီးလူတွေကိုအယုံသွေးကိုက်ဖြတ်စားတောင်းနေခဲ့တာအခုကျုပ်တို့ရွာကိုရောက်လာခဲ့တာပါ။အဲ့ဒီရုံသွင်းမှုတွေတဲ့ကျုပ်အဖေဦးလေးထွေးငယ်ဦးလေးတူးကျော်တို့ညီကို၃ယောက်လည်းပါလို့သွားခဲ့ပါတယ်။ အနာကိုရောက်နေပြီဖြစ်တဲ့အဖေလဲအဝေးကိုထွက်ပြေးဖို့အလုံးတစီကြီးကအချိန်နဲ့ခုံအုပ်ခဲ့လိုက်ပြီးအဖေကိုအပေါ်ကနေဖိထားခဲ့လိုက်ပါတယ်။ဘလုံးမရုံးလို့မရနောက်ဆုံးအဖေလဲအသက်ပေးဆက်ခဲ့လိုက်ရတာပေါ့။အဲ့ဒီမြင်ကွင်းလေးအားလုံးကိုမျက်နှာရှင်းဆိုင်အိမ်မှာရှိနေတဲ့အန်ဒီရှိုးကလျှက်စည်းတွေရဲ့အောက်မှာမြင်တွေ့နေခဲ့ရပါတယ်။သူမကလည်းကြောက်လွန်းလို့ပါးစပ်အဟောင်းသားဖြစ်နေပြီးအသက်မထွက်ရဲခဲ့ပေမဲ့တေးကတော့ထွက်ကြနေခဲ့ပါပြီ။ အဲဒီကေကဆက်သွေးရေးလိုင်းတွေကလည်းလုံးဝမကောင်းပါဘူး။ဟန်ဖုန်တို့ဆိုတာကလည်းတကယ်ရှမ်းတာတဲ့အတိုင်းဝိုင်းမှာခိုင်းနိုင်တာမဟုတ်တာဗျာ။ကျုပ်တို့အနေနဲ့ဆက်ရှင်နေဆိုရင်ကျိုးဖုန်ရှိတဲ့အိမ်ကိုသွားပြီးတကူးတကဆက်ရပါတယ်။တရားလုံးမှာဖုန်းကတစ်လုံးပဲရှိတဲ့ခေတ်ပါ။ မနက်မိုးလေးလိုကျုပ်တို့အိမ်ကိုရောက်ပြီဆိုတော့နဲ့တပြိုင်နက်တည်းအိမ်ရှိမှာအဝိဖြူနဲ့ဖုံးအုပ်ထားတဲ့အလောင်း၃လောင်းကိုမြင်လိုက်ရတာပါပဲ။ရောက်ရောက်ချင်းစောင်းနဲ့အတွင်းခံလိုက်ရသလိုအမေရဲ့အသေးနှလုံးတွေချွေလူမတက်ဖြစ်သွားခဲ့ရပါပြီ။ကျုပ်လည်းဦးလေးနှစ်ယောက်အပြင်အဖေးကိုပါဆုံးရှုံးခဲ့လိုက်ရတယ်ဆိုတဲ့အတီးကဒီနေ့အချိန်ထိနှလုံးသားလေးကိုအနဲ့ဆောင်ထိုးသလိုမျိုးစူးစူးပြီးခံစားနေရတော့မှာပဲ။ ကျို့အဖေဦးလေးထွေးငယ်နဲ့ဦးလေးတူးကျော်တို့ကအားလုံးကိုနှုတ်ဆက်တွက်ခွာလို့သွားခဲ့ပါပြီ။အင်ကိုရောက်နေကြတဲ့ဘဲရွာသူရွာသားကားမှဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအားလုံးကိုထုတ်မပြောရဲကြပါဘူး။ကျို့တို့ဝမ်းနည်းနေရေးဆိုတာကိုလည်းသိလို့ဖြစ်ပါလိမ့်မယ်။ပထမကတော့အမေကတာဟာသူ့ယောက်ျားနဲ့ခဲအိုတွေပဲလို့မယုံကြည်သေးပါဘူး။ ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နေရက်လောက်ကမှသူ့စီကိုပြန်လာဖို့စားတစောင်ရောက်လာခဲ့လို့ပဲလေအဖေထွက်ခွာသွားပြီဆိုတာကိုလည်းအမေကလက်မခံထားပါဘူးရုတ်တရက်လေတစ်ချက်အဝေးမှာအဖေရဲ့ခန္ဓာကိုယ်ပေါ်ကိုဖုံးအုပ်ထားတဲ့အဝေးဖြူကလှက်လို့သွားပါတယ်ချက်ချင်းပဲလက်ကလေးတစ်ဖက်ပေါ်လို့သွားခဲ့တာပေါ့လက်တကြွမှဆွထားတဲ့လက်တလက်ဆွတ်ကိုမြင်တဲ့အချိန်ကြားမှာအမေဟာခြေတောက်တွေထိမနိုင်တော့ပဲမြေပြင်ပေါ်ကိုရုပ်သေးချိုးပြက်လဲကျလို့သွားခဲ့ရပါတယ် အဲ့ဒီလက်စော့ကလေးကအပင်နဲ့အမေမင်္ဂလာဆောင်စဉ်အမေကမင်္ဂလာလက်ပွဲအဖြစ်လုပ်ပေးခဲ့တာပါ။ဒီဆုံးတဲ့အချိန်ထိအဖေရဲ့လက်မှာအဲ့ဒီရွှေလက်စော့ကလေးရှိနေတာကိုမြင်တော့အမေပုံပြီးဝမ်းနဲ့သွားခဲ့တာပေါ့။အဖေကျုပ်တို့စီကိုဘယ်တော့မှပြန်မလာတော့ဘူးဆိုတော့အဲ့ဒီနေ့အဲ့ဒီအချိန်ကနေစပြီးတီးခဲ့လိုက်ရပါတယ်။အကိုရဲ့ကျုပ်တို့သားမျိုးဆေးရှားခဲ့ပြီလား။ထားကြည့်ပါဦးအကိုရဲ့။ အမေရဲ့ငိုရှိုက်တန်းတွေကကျုပ်ရဲ့ရင်ထဲကိုစွန့်စွလာစီခဲ့ပါတယ်။အနားမှာတကြီးလဲရောက်နေပေမယ့်ဘာမှတော့ဝင်မပြောခဲ့ပါဘူး။အားလုံးကတော့ဝမ်းနဲ့ကြည်ကွဲနေကြတဲ့အမှုအရာတွေနဲ့ပေါ့။အဲ့ဒီကိစ္စတွေဖြစ်ပြီးလို့နှစ်ပေါင်းအတော်လေးကလည်းကြာညောင်းလို့သွားခဲ့ပါပြီ။အခုကတော့ကျုပ်အသက်က53နှစ်ရှိပြီပေါ့။ ပျော်တန်း28နှစ်အရွယ်မှာအမေကလူကြီးယောဂာနဲ့ဆုံးပါသွားခဲ့ပါတယ်။အမေရောအဖေရောပါဆုံးပါသွားခဲ့တဲ့အတွက်သူရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့အိမ်ထဲရှံကတော့ကျုပ်စီကိုအမွေအနည်းနဲ့ရောက်ရှိလို့လာတာပေါ့။လွန်ခဲ့တဲ့လအနေငယ်ကမှကျုပ်အဲ့ဒီရွာကိုပြန်သွားခဲ့ပါတယ်။ရွာတွေကတချို့အိမ်တွေကလည်းတားစင်မြေဆက်စီအမွေတွေရောက်ရှိလို့သွားခဲ့ကြပြီးကျုပ်လိုပဲအိမ်ထဲမြေကွက်ကိုရောက်ဖို့ကြောင်ညာစာတွေကတ်ထားခဲ့ကြပါဗျာ ်နှလုံးသားထဲမှာတော့ဒီအိမ်ထဲဒီရှံကိုရောင်းဖို့ဆိုတာမလွယ်ကူဘူးမှန်ကြုတ်တည်ပါတယ်တကယ်ဆိုရောင်းတော့ထွက်မှာမဟုတ်ပါဘူးဒါပေမဲ့ဘာမှလည်းတွေးမနေတော့ပဲကျုပ်အိမ်ကိုရောင်းမယ်ရှံကိုရောင်းမယ်ဆိုတဲ့ကြောညာစာရွက်ကိုကတ်ထားခဲ့လိုက်ပါတယ်ပစံလိုခြင်းလို့တော့မဟုတ်ပါဘူးကျုပ်ကိုယ်တိုင်အဲဒီရွာကိုသွားပြီးနေဖို့အတွက်တတ်တိမရှိတော့လို့ပါ ါပေမဲ့တယောက်ယောက်ကဝဲပြီးရေကွက်ကိုလိုချင်နေဆိုရင်တော့ကျုံအဲ့ဒီအကြောင်းပြချက်နဲ့ရွာကိုပြန်သွားရမယ်လေ။ဒါရီကလည်းဘယ်လောက်ကြအောင်မလဲဆိုတာလည်းမသိပါဘူး။ခွေးပိုင်ဖုန်ကြီးနဲ့ကြောင်ပိုင်တီလာရှင်တို့ရဲ့ဇလံကလည်းကျုံရွာကနေထွက်သွားပြီးတဲ့နောက်ပိုင်းဘာမှမကြားခဲ့ရတော့ပါဘူး။သူတို့တွေကအမှန်တကယ်ပဲလားတရေစီရီလား။တကြီးပြောသလိုကျုပ်တို့ရွာကိုငူးရစေဝါနေမြေဖြစ်တတ်မှတ်ရှင်လို့လှည့်စားခဲ့တာလားဆိုတာကျုပ်အခုအချိန်ဒီမသိသေးပါဘူး။ ။ဒေကြတာကတော့အဲ့ဒီခွေးပိုင်ဖုံးကြီးနဲ့ကြောင်ပိုင်သီလာရှင်တို့ကြောင့်ကျုပ်တို့ရွာသူရွာသားတွေအတော်များများတည်ဆုံခဲ့ကြရတာပါပဲ။ကျုပ်လည်းအသက်တော်လေးရနေပါပြီ။ဇလန်လေးကတော့ဒီလောက်ပါပဲဗျာ။ဇလန်ကိုကြားရတဲ့သူတိုင်းကိုပိုင်ငယ်နဲ့တေချာစဉ်းစားကြည့်ကြဖို့ပဲပြောချင်ပါတယ်။ဒါမှမဟုတ်တဟာတင်ဆက်မှုတစ်ခုတတ်တတ်ပါပဲ။ဆုံးလေးနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါရခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ